စ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းတွင်နာမည်ကျော်မင်းသားမင်းသမီးနှင့်အမှုပညာရှင်များအားလုံးပါဝင်၍ Forever Group မှစစ်တပ်လိုင်းရဟောင်းအရာရှိဟောင်းတိတ်ထွန်းအောင်ကဦးစီးဖီအားပေးကြောင်းတည်ရပါသည်။အကြံဖက်စစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းများတွင်နာမည်ကျော်မင်းသားမင်းသမီးနှင့်အမှုပညာရှင်များအားလုံးပါဝင်၍ Forever Group မှစစ်တပ်လိုင်းအရာရှိဟောင်းတိတ်ထွန်းအောင်ကဦးစီးဖီအားပေးနေကြောင်း ပြန်ကျန်းဝင်ကြီးဌာနသတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါတယ်စစ်တကောက်တို့ပတ်စဉ်22ကြောင်းစင်းဖြစ်ခဲ့တော့စစ်ထောက်လိုင်းရေးဟောင်းလည်းဖြစ်ပြန်ကျန်းဝင်ကြီးဌာနညွှန်ကြားရေးမူဟောင်းလည်းဖြစ်တော့တင်ထွန်းအောင်ပါစစ်တပ်ရွေးကောက်ပွဲကို ထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းများအားလုံးနဲ့အမှုပြည်ရှင်များအားလုံးအဆိုတော်များအားလုံးပါဝင်ရေးအတွက်အ धिक ဦးစီးဦးဆောင်ဖီအားပေးနေကြောင်းသိရပါတယ်ပြန်ကျန်းဝင်ကြီးမမအောင်ကလည်းစစ်တပ်ကတော့ဒီပတ်စံနဲ့အတူတက်ခဲ့တော့တင်းထွန်းအောင်ကိုစစ်တပ်၏ policy လိမ့်လေဝါနာဖြန့်သော လှုပ်ရှားမှုများနဲ့ policy ရုပ်ရှင်ဇလန်းများရိုက်ကူးရန်တာဝန်ပေးရထားကြောင်းသိရှိရပါတယ်။တင်းထူအောင်မှာလူစစ်ကောင်းဆောင်ဆိုဝင်နဲ့ဒုဗိုလ်ချုပ်ကြီးရာပြည့်ပြန်ကျန်းဝန်ကြီးဗိုလ်ချုပ်ဟောင်းမမအောင်တို့နဲ့စစ်တကတ်တို့အပတ်စဉ်22ကိုအတူတက်ခတ်သူလည်းဖြစ်ပါတယ်။အခုရွေးကောက်ပွဲအတွက် policy ဇလန်းတွေရိုက်တာတချင်း campaign လှုပ်ရှားမှုတွေအကုန်လုံးကဦးတင်းထူအောင်ကဦးစီးလုပ်တာ။ပြန်ကျန်းဝန်ကြီးကလည်းသူ့ကိုပဲတာဝန်ပေးတာ။ အာနာပါဝါပြနေတာသူပဲဟုပြန်ကျန်းဝန်ကြီးဌာနသတင်းရင်းမြစ်ကရှင်းပြပါတယ်။တင်းထိုးအောင်ဒီတဖက်တွင်လည်း Forever Group ထူထောင်သူဒုတိယဥက္ကဋ္ဌနဲ့တာဝန်ခံတဦးဖြစ်ပြီးပင်တရမင်းရုပ်ရှင်မြုပ်တော်တိဆောက်ကမြေကရာပေါင်းများစွာ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။မော်လမြိုင်မြို့ဈေးကြိုဝိုင်းတွင်စစ်တပ်သတင်းပေးနဲ့မူရစေးရောင်းဝယ်သူ၃ဦးဖြစ်ခခံရပြီးတေဆုံးကြောင်းသိရပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ဈေးကြိုဝိုင်းတွင်စစ်တပ်နဲ့ပူးပေါင်းပြီး မူရစီဝါရောင်းဝယ်ဖြန့်ဖြူး၍လှုပ်ဆောင်နေသူ၃ဦးပြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်းဒေသအပြည်သူများနဲ့တော်လှန်ရေးတရင်ရင်းမြစ်ကပြောပါရယ်နိုဝင်ဘာလ9ရက်နေ့ည10:33မိနစ်ခန့်တွင်မော်လမြမြို့ဈေးကျူအဝိုင်းရှိမြေလူလန်းဆိုင်တွင်အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီးတရင်ပေးနေသူများလည်းဖြစ်မူရစီဝါရောင်းဝယ်ဖြန့်ဖြူး၍လှုပ်ဆောင်နေသူ၃ဦးတို့ကိုတနတ်သမားများကဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်ထိုတိုက်ခိုက်မှုအတွင်မူရစီဝါရောင်းဝယ်ဖြန့်ဖြူး၍လှုပ်ဆောင်နေသော အတံပဲစစ်တပ်တောက်တိုင်းမောင်မနီခေါ်ကလာနဲ့အပေါင်းပါနှစ်ဦးလုံးတည်ဆုံးခဲ့ကြောင်းတည်ရပါတယ်။မနေ့ည09:33မိနစ်မှာမော်လမြိုင်မြို့ဈေးကျိုအဝိုင်းကမြို့ရှောင်းလန်းနာမြင်သူလန်းဆိုင်မှာဒလန်သုံးကောင်အပစ်ခံရပြီးတည်ဆုံးတယ်။ပစ်ခံရတဲ့သုံးကောင်က WY တွေကိုစစ်ခွေးတွေနဲ့ငွေပေးငွေယူလုပ်တဲ့သူတွေပါ။တည်ဆုံးသူသုံးကောင်ထဲမှာမောင်မနီခေါ်ကလာအမီပဲတည်ရတယ်။ကျန်တဲ့ကောင်အမီတော့မတည်ရသေးဘူးဟုဒေတာရင်းစီတင်ရင်းတွေကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Moon State Revolutionary Force MSRF နဲ့ရမညမွန်တပ်တော် RMA တို့ကပြုလုပ်ခဲ့ကြောင်းဒေသရင်းစီးတင်ရင်းတကပြောဆိုပါတယ်။ဘုံညာတော်အနောက်ဘက်ခြမ်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ကြောင်းသိရပါတယ်။မကွေတိုင်းထီလင်းမြို့နယ်ကိုစစ်ကောင်စီကဒီကနေ့မှလေကြောင်းကနေ၃ချိန်ထက်မနည်းဘုံကျဲတိုက်ခဲ့တယ်လို့ဒေသခံစီးတင်ရင်းပြချို့ကပြောဆိုပါတယ်။နော်ဘာလာစီရဲ့နေ့လယ်တနိုင်ခွဲခါမှာတရုတ်ဥလီတက်ကနေတက်လာတဲ့ Jet Fighter တစ်စင်းက ဘုံညာတောင်အနောက်ဘက်ခြမ်းဘုံကျက်ထိုက်ခဲ့တာလို့ဆိုပါတယ်။ထိခိုက်မှုတော့မသိရသေးဘူး။ point 8ရော့ကက်တုံးနဲ့ပြစ်တာတဲ့။တိုက်ပွဲကြောင့်မဟုတ်ဘူး။ဒီတိုင်းလာကျဲတာလို့ထီးလင်းမြုပ်ကတူကပြောပါတယ်။ဘုံညာတောင်အနီးတစ်ဝိုက်မှာအကြည်ပန်းအလဲပန်းအညာပန်းစို့ပြာပြင်ပအစတဲ့ကျေးရွာတွေရှိပြီးတောင်အနောက်ဘက်ခြမ်းမှာကျေးရွာရှိတယ်လို့တီးရပါတယ်။ခဏခဏတိုက်ခိုက်နေတာရချာပဲ။အရင်ရက်က one trap နဲ့လာကျဲတယ်လို့ထီးလင်းမြုပ်ခြေဆိုင်စီးသတင်းရင်းတွေကပြောပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ချင်းနှမြုံနယ်အတွင်းနေပြည်တော်တွင်ရှင်းလင်းလာဒါမှမဟုတ်ကြောက်ထုနှင့်ပေါ့မြုံနယ်မှာရှိနေတဲ့ကာကွယ်ပစ္စည်းစစ်ရုံတွေကိုတော်လှန်အင်အားစုတွေချင်းကမလာအောင်ဖြစ်နိုင်တယ်လို့၎င်းကတုံ့တက်ပါတယ်။ဒါအပြင်အခုစက်တင်ဘာလကစပြီးစစ်ကောင်စီကပေါ့မြုံကပ္ပစ24ကိုအင်အားထောင်ချီဖြည့်ပြီးစစ်ရုံအနီးတစ်ဝိုက်နေပြည်ရှင်းလင်းလာတဲ့ချင်းနှမြုံနယ်ဘက်ကိုစစ်ကြောင်းထိုးတာတွေရှိတယ်လို့သိရပါတယ်။ပေါင်မြုံနဲ့ရေဖြူနဲ့အကြောက်တကားကြေးရွာကနေစစ်ကြောင်းတစ်ခုနဲ့ထီလင်းဘက်ကိုထိုးစစ်ဆင်နေတာကြောင့် ဒေသရင်းတော်လိုင်းတပ်တွေကြားတက်ခွဲဖြစ်နေတာသုံးလဝန်းကျင်ရှိပြီလို့သိရပါတယ်။စစ်မှုထမ်းတာဝန်ခြေပြင်သူများကိုပြည်ပအလုတ်ကရှာပြီးဟုစစ်ကောင်ရှင်ကဝါရဖြန့်နေကြောင်းသိရပါတယ်။စစ်မှုထမ်းတာဝန်ခြေပြင်အောင်ထားဆောင်ခဲ့သူတွေကိုပြည်ပနိုင်ငံတွေတွားရောက်အလုတ်လုတ်ကန်ခြင်းရင် အလုတ်အကန်ရှာဝေးမယ်လို့အာနာဘိန်းစစ်ကောင်ရှင်ကပြောဆိုပါတယ်။လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲစစ်ထက်ထက်နေတဲ့စစ်ကောင်ရှင်ကအဆိုပါလူငယ်တွေအနေနဲ့ တာဝန်ကျင်အောင်စစ်မှုထမ်းမယ်ဆိုရင်တာဝန်ပြီးဆုံးချိန်မှာသူတို့စာနာရှိတဲ့အလုပ်ကိုင်ရှာဖွေပေးခြင်းပြီးပါအလုပ်ကိုင်ကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေနဲ့ချိတ်ဆက်ပေးခြင်းဘာသာစကားပြီးပါအလုပ်ကိုင်ဆိုင်ရာလမ်းညွှန်တင်နာများလုံခြုံရေးကြွန့်တင်တင်နာတွေပို့ချပေးခြင်းနဲ့ပြီးပါနိုင်ငံတွေကိုလုံထုံးလုံနည်းနဲ့အညီစေလွှတ်ခြင်းတွေကိုလှောက်ဆောင်ပေးမယ်လို့ဆိုပါတယ် နိုဘာ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်ရှင်ရဲ့ပြည်ပအလုပ်ကိုင်းခန့်အပ်ပေးနိုင်ရေးလုံခြုံကော်မတီဗမာကျိန်စီဝေးမှာလုံခြုံကော်မတီဥက္ကဋ္ဌဖြစ်သူစစ်တပ်ခန့်အလုပ်သမားဒုဝန်ကြီးဦးရှိန်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ဒါအပြင်ဆန္ဒရှိတဲ့လုံငန်းနဲ့သက်ဆိုင်တဲ့အသက်မွေးဝန်ကြောင်းဆိုင်ရာတင်နာတွေတက်ရောက်နိုင်ဖို့တမွေးတင်နာကြောင်းတွေဖွင့်လှစ်ထားတဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေပုဂ္ဂလိကအကြောင်းတွေနဲ့ချိန်ဆက်သွားမယ်လို့ပြောခဲ့ပါတယ်။စစ်မှုထမ်းတာဝန်ပြီးဆုံးချိန်ဒီလိုလိုလှုပ်ဆောင်ပေးမယ်လို့စစ်ကော်မရှင်ကမဟုတ်တမ်းတရားပြောနေပေမဲ့ တကယ်လည်းတွေ့မှာတော့လူငယ်တွေဟာအကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီးတဲ့နောက်ပိုင်းမှာ ရှေ့လမ်းစစ်မြေနာမှာတေဆုံးမှုတွေထွက်ပြေးအလင်းမှုတွေသာရှိနေတာဖြစ်ပါတယ်။ဗမော်ရင်တပ်ဖွဲ့ပြင်ထန်ကစစ်ကောင်ရှင်ကလေကြောင်းမှလက်နက်ခဲယံပို့ဆောင်နေပြီးဂျက်ဖိုက်တာများဖြင့်ပုံကျဲကြောင်းတီးရပါတယ်။စစ်စင်ရေးတစ်နှစ်ပြည့်တော့မဲ့အချိန်ထိဗမော်တပ်ဖွဲ့မှာပြင်ထန်နေပြီးစစ်ကောင်ရှင်ကလေကြောင်းနဲ့ညစ်ပညာကိုအားထားပြီးတိုက်ခိုက်နေကြောင်းတီးရပါတယ်။ ပြီးခဲ့သည့်ဂျပန်နိုဘာရှေ့ရက်နေ့တွင်မြစ်ချင်းသားမှတက်လာသည့်စစ်ကောင်ရှင်ရဲ့ jet fighter နှစ်စင်းဖြင့်ဗမော်မြို့တပ်ဖွဲ့ပြင်းထန်ရနေရာများကိုလေကြောင်းမှ၃ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။နေ့လယ်၁၇:၄၉မိနစ်မှစ၍နေ့လယ်၁၇:၀၀ကျော်အထိ jet fighter နှစ်စင်းဖြင့်လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ကြောင်းစစ်ကောင်ရှင်လေကြောင်းတက်ခိုက်မှုကိုစောင့်ကြည့်နေသူများထံမှသိရပါသည်။ KIA တပ်တွေကစစ်တပ်ရဲ့စခန်းနှစ်ခုကိုအခုရက်ပိုင်းသိမ်းလိုက်တယ်လို့တော့သတင်းထွက်နေပါသည်။အတိအကျတော့မပြောနိုင်ဘူးပေါ့။ ။ဒါပေမဲ့သူတို့ဘက်ကလေကြောင်းပစ်ကူစက်တိုက်တက်လာတယ်ဆိုတော့ဖြစ်နိုင်ပါတယ်။ဒီပြန်ထောက်ဖို့လမ်းကြောင်းနဲ့ပိတ်ထားခံရလို့လေကြောင်းထောက်ဖို့သုံးနေရတယ်ဟုကချင်တရင်ရင်းနစ်ကပြောပါတယ်ထိုးပြင်းနိုမာရှေ့ရဲ့နနပိုင်းကလည်းမိထီလာမတက်လာသည့် Y8 လင်းရင်ဖြင့်ခဲယံလက်နက်နဲ့ရိတ်ခါများဘုံဝမျိုးရှိစစ်ကောင်ရှင်တက်ဆွဲရနေရာများကိုထောက်ဖို့ခဲကြောင်းတီးရပါတယ်စစ်ကောင်ရှင်သည်ခါရရ40ခွန်တို့တောရလမ်းတစ်လျှောက်ကိုစစ်ကြောင်းထိုးနေသည့်အတွက်၎င်းနေရာတဝိုက်တွင်တက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီးဗမော်တက္ကသိုလ်ဝင်းနဲ့ ုံးမိုင်ဝန်းကျင်တွင်လည်းစစ်ကောင်ရှင်တပ်ကတပ်ဖြန့်လာသည့်အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KYI နဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရပါသည်စစ်ကောင်ရှင်ကလက်နက်ကြီးပစ်ကူအပြင် drone ကြီးပညာဖြင့်တိုက်ပွဲကိုဖော်ဆောင်နေတော်လဲတပ်ဖွဲ့ဝင်များတေဆုံးမှုများနေသဖြင့်လေကြောင်းပစ်ကူပါစစ်တိုက်ခေါ်နေရကြောင်းသိရှိရပါသည်ကမ်ဘလူမြုံနယ်တွင်စစ်တပ်နှင့်ပြူစောထီနာကကြကျင်းရွာရှိပြည်သူ့နေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းသိရပါသည်စကိုင်းတိုင်းကမ်ဘလူမြုံနယ် ချစ်ချင်းရွာတွင်အထိုင်ချတဆွဲထားသည့်အကြမ်းဖက်စစ်တပ်နှင့်ပြူစောတီများချစ်ချင်းရွာရှိပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများဖွက်ကံဘလူခိုင်မှတံဝန်ရှိသူကပြောပါရယ်နိုဘာလ10ရက်နေ့နာရီ8:55မိနစ်အချိန်ခန့်တွင်အကြမ်းဖက်စစ်သားများနှင့်ပြူစောတီများကချစ်ချင်းကျေးရွာကိုမိရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်ဗီဒီယိုတွေဖားသိခံရတာတော့မကြသေးဘူးဟုကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများဖွက်ကံဘလူခိုင်မှတံဝန်ရှိသူတို့ကပြောပါရယ် အချမ်းပဲစစ်သားများသည်တချင်းရွာကိုဩဂုတ်လအတွင်းကလည်း၄ရက်ဆက်တိုက်မိရှုဖြက်စီးမှုများလှုပ်ဆောင်ခဲ့သေးကြောင်းဒေသအပြည်သူများထံမှသိရှိရပါသည်အချမ်းပဲစစ်တပ်ကစကိုင်းတိုင်းကလေးမြို့နယ်ရွှေဘိုဝက်လက်နယ်တောင်ဘူးမြို့နယ်များတွင်စစ်ကြောင်းများကိုရာချီသောစစ်ရင်အားများဖြင့်ခြိတက်၍ပြည်သူပိုင်ကျေးရွာများနှင့်နေအိမ်များကိုစစ်ကြောင်းထုတ်မိရှုဖြက်စီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအရှိန်အဟုန်ဖြင့်လှုပ်ဆောင်နေကြောင်းတော်လာရေးတနင်္ဂနွေညကပြောပါရယ်